ဂျာတီကောမှာပဲလက်စတာသင်းကနေထွက်ခွာတော့မယ်ဂျီမီဗာဒီ အလုံးမမင်္ဂလာပါလက်စတာတင်အာဒီယာဒီမှာပရီးမီးယားလိဂိုတန်းမြန်တက်လာနိုင်ခဲ့ပြီမယ်ယာဒီကူမာတော့တန်းပြန်ဆင်ရတော့မှာဖြစ်ပါတယ်ပြီးတဲ့ဘက်ကဘကိုးတင်းကိုရှုံးခဲ့တဲ့ပွဲပြီးမှဆိုရင်တော့လက်စတာတင်တန်းဆင်ရဖို့အတွက်ကသိချာသွားခဲ့ပြီလည်းဖြစ်ပါတယ်လက်စတာတင်ဟာစတီကူပါရဲ့လက်အောက်မှာရှာလော့တီမကောင်းမွန်ခဲ့တာကြောင့်နီးပြအပြောင်းလဲလုပ်ခဲ့ပြီးတော့နစ်စတယ်ရိုင်းကိုနီးပြတေးပြခံရခဲ့ပါတယ်နစ်စတယ်ရိုင်းလက်ထက်မှာလည်းလက်စတာတင်ရဲ့ရလက်တီကထင်းထင်းလုံးကောင်းမွန်လာခြင်းမရှိသေးပါဘူးပရီးမီးယားလိ33ပွဲကစားပြီးချိန်မှာလေးပွဲသာအနိုင်ရရှိပြီးတော့ရမန်18မှတ်ထဲနဲ့တန်းပြန်ဆင်သွားခဲ့ရ ပါတယ်။လက်ဖတာသင်းတန်းဆင်းသွားပြီးရဲ့နောက်မှာဆိုရင်တော့အသင်းရဲ့ဝါကျင်းတိုက်စစ်မှုကြီးဖြစ်တဲ့ဂျီမီဗာဒီကလည်းအသင်းကနေထွက်ခွာတော့မယ်လို့သိရပါတယ်။အသက်38နှစ်ရွယ်တိုက်စစ်မှုကြီးရဲ့73နှစ်ကြာလက်ဖတာကစားသမားဘွားဟာယခုနှစ်ရာသီကုန်မှာပဲအဆုံးသတ်တော်မှာပါ။2016ခုနှစ်မှာတန်းတက်လာခဲ့တဲ့လက်ဖတာလို့အသင်းလေးကိုပရီးမီးယားလိချန်ပီယံဖြစ်အောင်လုပ်ပြသွားခဲ့ပါတယ်။ချန်ပီယံဖြစ်ပြီးရဲ့နောက်မှာလက်ဖတာအသင်းကကစားသမားတွေကလည်းအသင်းကြီးတွေတက်မျက်စိကျစရာဖြစ်ခဲ့ပါတယ်။မာရက်စကန်တီစတဲ့ကစားသမားကောင်းတွေကတယောက်ပြီးတယောက်အသင်းကြီးတွေနောက်ကိုပါပါကြပါတယ်။လက်ဖတာ င်းဟာချန်ပီယံဖြစ်သားတယ်ဆိုပေမဲ့ပုံရိပ်ရောငွေကြီးပိုင်းရပါသူများအသင်းအနေနဲ့မရှင်နိုင်တာကြောင့်ကစားသမားတွေကိုမထိန်းထားနိုင်ခဲ့ပါဘူးဘယ်ကစားသမားတွေဘလို့ပဲပြောင်းသွားပြောင်းသွားအသင်းမှာကြံရှိနေခဲ့တဲ့ကစားသမားကတော့ဂျီမီဗာဒီပဲဖြစ်ပါတယ်ဗာဒီယာအသင်းချန်ပီယံဖြစ်တဲ့နှစ်မှာရောနောက်ပိုင်းနှစ်တွေမှာပါအားထားရတဲ့တိုက်စစ်မှုဖြစ်ခဲ့ပါတယ်ပရီးမီးယားလီးဂ်ရဲ့ထိပ်တန်းတိုက်စစ်မှုတွေကတူဦးဖြစ်နဲ့လည်းသတ်မှတ်ခံထားရပါတယ်ဒေါက်တာသင်းဟာတကယ်တမ်းဗာဒီကိုပေါင်းတန်းတန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်နောက်နောက်ဆန်နေခုနှစ်ကလေးကဖလီဝော့အသင်းကနေလက်ဖတာသင်းကိုရောက်ရှိလာခဲ့ပြီးတော့လေ 496ပွဲဒီကစားပေးခဲ့ပါတယ်။ Leicester သင်း Championship ကိုတန်းပြန်ဆင်ရချိန်မှာလည်းလိုက်ပါသွားခဲ့ပြီးတော့တန်းပြန်တက်လာအောင်လက်ခဏခဏကူညီပေးခဲ့ပါတယ်။ Premier League ကိုတန်းတက်လာတဲ့နှစ်မှာ Leicester ကနေထွက်ခွာရမယ်လို့သတင်းထွက်ခဲ့ပေမယ့်နောက်ဆုံး Leicester မှာပဲတရားသည့်စာချုပ်နဲ့ဆက်ပြီးတော့နေပြေခဲ့ပါတယ်။တရားသည့်မှာတော့ Leicester သင်းအတွက်ပြိုင်ပွဲစုံ၈ကိုသွင်းယူထားပြီးတော့ Goal Banting မှုအနေနဲ့33ကြိမ်ပြုလုပ်ထားပါတယ်။အသက်အရွယ်ဆိုရင်ထိတ်တန့်စစ်မှန်ကစားနိုင်မှုမလွဲတော့ဘူးဆိုတာကိုလည်းတွေ့ရပါတယ်။အဲကြောင့်ရာသီကမှာပဲ Leicester သင်းနဲ့လမ်းခွဲသွားတော့မှာဖြစ်ပြီးတော့အသင်းသစ်ရှာဖွေသွားတော့ ော်မယ်လို့သိရပါတယ်။သတင်းဒီအရတော့ Saudi နဲ့ Major League ကိုပြောင်းရွှေ့နိုင်ခြင်းအများဆုံးဖြစ်နေပါတယ်။ဘာလီတယောက်ပဲအသင်းကိုပြောင်းရွှေ့သွားမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပါတယ်။အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။